မင်္ဂလာပါခင်ဗျာ Revolut Burma News Channel ကနေပြီးတော့မေလ24ရက်နေ့နေ့လယ်ပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ်ပထမဆုံးတင်ဆက်ပေးရမယ်တိုက်ပွဲသတင်းကတော့မကွေးတိုင်းရေစကြိုမြို့နယ်ဇီတော်ကျေးရွာဘက်ကိုဝင်ရောက်လာတဲ့အကြမ်းဖက်စစ်ကောင်စီစစ်ကြောင်းကိုမိုင်းဆွဲတိုက်ခတ်ရာစစ်ကောင်စီဘက်ကထိခိုက်ဒေဆုံးမှုများရှိပြီးတော့တနက်9လနဲ့ခဲယမ်းများကိုတင်စီရရှိခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်မေလ18ရက်နေ့မနက်9:55မိနစ်အချိန်ရေစကြိုမြို့နယ်ကြောက်ထက်ကျေးရွာ တဲတော့ကြေးရွာဇီရောကြေးရွာများကိုစစ်ကောင်စီကစစ်ကြောင်းနှစ်ကြောင်းနဲ့လက်နက်ကြီးလက်နက်ငယ်များပစ်ခတ်ပြီးတော့ဝင်းအောင်စီးနှင်းခဲ့တယ်လို့သိရပါဗျ။စစ်ကောင်စီစစ်ကြောင်းကိုတော်လိုင်းတပ်များကရွာအပြင်ဘက်တောင်ကုန်းတွေပေါ်ကနေပြီးတော့တိုက်မိုင်းပရိသာမိုင်းတွေနဲ့တိုက်ခတ်ခဲ့တယ်လို့သိရပါဗျ။မိုင်းဆွဲတိုက်ခတ်မှုကြောင့်စစ်သားများဟာကစင်ကလျားနဲ့ထွက်ပြေးသွားတယ်လို့သိရပါဗျ။ဇီရောရွာဘက်ကိုတက်လာတဲ့စစ်ကြောင်းကိုတိုက်ခတ်ခဲ့တာပါ ခွေးသိထိခိုက်မှုနဲ့ပတ်သက်ပြီးတော့နောက်ဆက်တွဲသတင်းအတိအကျတော့မသိရသေးပါဘူးတနက်9လက်ခဲရန်တွေကိုတင်စီရမိခဲ့ပါတယ်လို့ဒေါင်းသွေးနီပြောက်ကြားတက်ဖွဲ့ YSO အဖွဲ့ကတာဝန်ရှိသူကပြောပြခဲ့ပါတယ်မေလ20ရက်နေ့ဇီတော်ကြီးရွာကစစ်ကောင်စီစစ်ကြောင်းလုံးဝဆုတ်ခွာသွားပြီးတဲ့နောက်မှာမိုင်းဆွဲတိုက်ခတ်ခဲ့တဲ့နေရာကိုမေလ21ရက်နေ့တော်လိုင်းအတပ်များကနေမြေရှင်းလေးရမှာစစ်တပ်ရဲ့ MA1 တနက်3လက် MA3 တနက်2လက်၎င်းကြီပေါက်9ခု5.56 G 168တောင်းနဲ့ ကြည်ကာခံပြားပါ equipment နှစ်စုံတို့ကိုတင်းစီရရှိခဲ့တယ်လို့သိရပါဗါးစိတ်ကောင်းစီဆက်ကြောင်းကဇီရောကျေးရွာကြောက်ထက်ကျေးရွာတို့ကိုမီးရှို့ဖျက်ဆီးခဲ့ပြီးတော့ပြည်သူ9ဦးကိုလည်းပြစ်ခတ်တပ်ဖြတ်ခဲ့တယ်လို့သိရပါဗါးအကြံဖက်စိတ်ကောင်းစီကမီးရှို့မှုကြောင့်နေအိမ်တရာကျော်ပျက်ချခဲ့ရတယ်လို့သိရပါဗါး စစ်ကြောင်းထိုးခဲ့တဲ့စစ်ကောင်စီစစ်ကြောင်းကိုတောင်းတွင်းနေပျောက်ကြားတပ်ဖွဲ့ YSO နဲ့မဟာမိတ်အဖွဲ့များပူးပေါင်းပြီးတော့တိုက်ခိုက်ခဲ့ခြင်းဖြစ်တယ်လို့သိရပါတယ်။တောင်းတွင်းနေပျောက်ကြားတပ်ဖွဲ့ YSO အနေနဲ့ကြီများထပ်မံဝေယူဖို့အတွက်အခက်အခဲဖြစ်ပေါ်နေတဲ့အတွက်ကြောင့်ပြည်တွင်းပြည်ပမှာရှိတဲ့ထောက်ဖို့ပြည်သူများအနေနဲ့ဝိုင်းဝန်းကူညီပံ့ပိုးပေးကြဖို့မြစ်တာရက်ခံထားကြောင်းတရင်ရရှိပါတယ်ခင်ဗျာ။ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့မန္တလေးတိုင်းနထူးကြီးမြို့နယ်မှာစစ်စေးရေးဂိတ်ကို drone နဲ့ဘုံကျဲတိုက်ခိုက်ရာဂိတ်မှာတာဝန်ကျတဲ့မိထီလာလီတက်ကဗိုလ်ကြီးတဦးတိတ်ဆုံးပြီး၃ဦးအပြင်းထန်ဒဏ်ရာရရှိခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မေလ23ရက်နေ့မနက်9:00ဝန်းကျင်အချိန်ကအ ရထိုးကြီးမြို့နယ်ပြင်စီကျေးရွာအတွင်းကနေပြီးတော့အင်အား30ခန်းရှိတဲ့အကြမ်းဖက်စစ်ကောင်စီတပ်သားတွေကခက်လန်းတက်စီကျေးရွာအနီးမှာဂိတ်ချပြီးတော့ပြည်သူများကိုစစ်ဆေးမှုပြုလုပ်တဲ့အချိန်မှာရထိုးကြီး People Defense Force မြင်းကြံခရိုင်အမှတ်လေးတပ်ရင်းက drone နဲ့ဘုံသုံးလုံးကျဲချတိုက်ခိုက်ခဲ့တယ်လို့သိရပါဗျ။၎င်းတိုက်ခိုက်မှုကြောင့်လေတပ်ကဗိုလ်ကြီးတို့ထိဆုံးပြီးသုံးဦးအပြင်းထန်ဒဏ်ရာရရှိခဲ့တယ်လို့သိရပါဗျ။လေတပ်ကတာဝန်ချထားတဲ့သူတွေ drone နဲ့ဘုံကျဲခံရပြီးတော့ထိဆုံးထိခိုက်တာတွေဖြစ်တဲ့မိထီလာလေရင်ထုတ်လုပ်ပြင်ဆင်ရေးဌာနချုပ် လထခကဗိုလ်ကြီးတိတ်ဆုံးပါတယ်နောက်ထပ်လထခကစစ်တီနှုတ်ဦးတန်ရရတယ်နောက်တစ်ခါမြေပြင်အတက်တင်လီဒတ်စခန်းလမတာကအရာခံဗိုလ်တို့ဦးလဲအပြင်းထန်တန်ရရပါတယ်လီဒတ်ဗိုလ်ကြီးတို့ဦးတည်ပြီးတော့သုံးဦးတန်ရရပါတယ်လို့တက်ရဲ့စီရေးသတင်းအရေးမကရှင်းပြထားပါတယ်နထိုးကြီး people defense force မြင်းကြံခရိုင်အမှတ်လေးတရင်ကတော့ drone နဲ့တိုက်ခိုက်မှုဖြစ်စဉ်အတွင်းမှာအချက်ဘတ်စစ်ကောင်စီတပ်သား၃ဦးသေဆုံးပြီး၆ဦးထက်မနည်းထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းကိုထုတ်ပြန်ထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ်။တရင်ကတော့ကရင်ပြည်နယ်တန်တောင်ကြီးမြို့နယ်မှာရှိတဲ့ဘီရင်တောင်တိုက်ခိုက်ရေးကျောင်းရဲ့ကျောင်းအုပ်ကြီးဖြစ်တဲ့ဘုံမှုကျုပ်အောင်အောင်ဟာမူရဲစေဝါဖြန့်ဖြူးရောင်းချနေတဲ့လုပ်ငန်းများနဲ့ပါဝင်ပတ်သက်နေတဲ့ဆိုတဲ့တရင်ကိုတင်ဆက်ပေးပါမယ်။စစ်ကောင်စီရဲ့ဘီရင်တောင်တိုက်ခိုက်ရေးတင်နန်းကျောင်းရဲ့ကျောင်းအုပ်ကြီးဘုံမှုကျုပ်အောင်အောင်ဟာပြင်ပကနေပြီးတော့မူရဲစေဝါများတည်ယူဖြန့်ဖြူးရောင်းချမှုများကိုလက်ငွေယူပြီးတော့ခွင့်ပြုမှုများရှိနေတဲ့အပြင်တက်တွဲမူရဲစေဝါဖြန့်ဖြူးရောင်းချမှုလုပ်ငန်းများမှာလည်းနှီးမျိုးစုံနဲ့ပါဝင်ပတ်သက်နေတယ်လို့သိရပါတယ်။ ။တင်တန်းကြောင်အတွင်းမှာမူးယစ်ဆေးဝါးအသုံးပြုမှုများတွင်ကျနေပြီးတော့အခုလိုမျိုးတွင်ကျမှုများဟာတင်တန်းကြောင်ရဲ့ကြောင်းအုပ်ကြီးကိုယ်တိုင်ကမူးယစ်ဆေးဝါးရောင်းချမှုများအပေါ်မှာပါဝင်ပတ်သက်နေခြင်းကြောင့်လည်းဖြစ်တယ်လို့သိရပါတယ်။ဒီမူရည်စေဝါနဲ့ပတ်သက်ပြီးတော့သူ့ကိုတိုင်ကြားတာမျိုးလုပ်ဖို့စ조사ခဲ့ပေမဲ့မအောင်မြင်ခဲ့ဘူး။တိုင်မှုစ조사တဲ့သူကိုတော့မှဖျဲသီးပါဆိုပြီးတော့သူကနှိတ်ခွတ်တယ်။နောက်တစ်ခုကတန်တော်ကြီးရဲ့နယ်မြေအခြေအနေကအယမ်းကိုစိုးဝါနေတဲ့အတွက်အထက်ကလည်းဖိဖိစီစီမကင်တွယ်နိုင်တော့ဘူးလို့တက်တွင်းသတင်းရင်းမြစ်ကပြောဆိုခဲ့ပါဗါး။ဒါ့အပြင် ဘရင်တော်တိုက်ခတ်ရေးတင်တန်းကြောင်ကျောင်းအုပ်ကြီးဘုံမှုချုပ်အောင်အောင်ကတန်တော်ကြီးမျိုးကအရတားအမျိုးသမီးတဦးကိုလည်းနိုင်ငံရေးလုပ်တယ်ဆိုပြီးတော့ဆွဆွဲပြီးဖမ်းဆီးခဲ့တယ်လို့သိရပါဗျ။ဘရင်တော်တိုက်ခတ်ရေးတင်တန်းကြောင်အတွင်းမှာရှိတဲ့တပ်မိသားစုအခြေခံပညာအထက်တန်းကျောင်းကကျောင်းဆရာမတဦးကိုလည်းပြင်ပကိုတရင်များကိုပေါက်ကြားစေတဲ့ဖယဲသည်လုပ်တယ်ဆိုပြီးတော့ဖမ်းဆီးပြီးတော့ထောင်ဒဏ်နဲ့ချမှတ်ခဲ့တယ်လို့သိရပါဗျ။ဘရင်တော်တိုက်ခတ်ရေးတင်တန်းကျောင်းကအဖမ်းဆီးလုပ်ရတာမဟုတ်ဘူး။အဲ့ဒါကိုမစီမဆိုင် တန်တော်ကြီးမြို့မှာနေတဲ့ကရင်မာလေးတယောက်ကိုလည်းဖမ်းဆီးထားတယ်နှစ်ပတ်ရှိနေပြီဒါပေမဲ့သတင်းထက်လိုချင်တယ်ဆိုပြီးတော့ချင်းမြတ်တက်ထဲမှာဖမ်းဆီးပြီးတော့စစ်ကြောရေးတွေလုပ်နေတယ်သူလုပ်နေတဲ့တရားမဝင်လုပ်ငန်းတွေကိုပြင်ပကိုမထွက်အောင်လို့တက်ရဲ့အလို့ကြအဲ့လိုတွေလုပ်နေတာလို့တက်တွင်းသတင်းအရေးမြစ်ကပြောဆိုထားပါတယ်ဒါအပြင်ဘုံမှုချုပ်အောင်အောင်က ဖယဲသီးလို့ဆွဆွဲပြီးတော့ထောင်တန်းနှစ်နဲ့ချမှတ်လိုက်တဲ့သူဟာအခြေခံပညာအထက်တန်းကျောင်းကကျောင်းဆရာမဟာတက်မိသားစုဝင်မဟုတ်ပဲပညာရေးဝန်ကြီးဌာနကတာဝန်ချထားတဲ့တက်တွင်းအခြေခံပညာအထက်တန်းကျောင်းကကျောင်းဆရာမတအုပ်ဖြစ်တယ်လို့သိရပါဗါတယ်။အဲ့ဒီကျောင်းဆရာမဟာအသက်အစီဖုံးခြင်းနဲ့လေတချမ်းဖြတ်ခြင်းတို့ကြောင့်ကျမ်းမာရေးအရာနှုတ်ထွက်စာတင်ခဲ့တယ်လို့သိရပါဗါတယ်။အခုလို့ထွက်စာတင်ထားတာကိုစစ်တပ်ကမထောက်ခံတဲ့အတွက်ထွက်စာတင်တယ်ဆိုပြီးတော့ထွက်ခွင့်မပေးဘဲ2024ခုနှစ် မက်လ28ရက်နေ့မှာဖယဲသီးလို့ဆွဆွဲပြီးတော့ဖန်းစီပြီးထောင်ချလိုက်ခြင်းဖြစ်တယ်လို့သိရပါဗါးအလားတူပဲဘုံမှုချုပ်အောင်အောင်ကနေမည်မတီးငိမ်ဘူးဆိုပြီးတော့တိုက်ခိုက်ရေးတင်တန်းကြောင်အတွင်းမှာလက်နက်ကြီးများကိုတက်ဆင်ပြီးတန်တောင်ကြီးမြို့နယ်လေးမှန်ရွာပြားစခန်းရွာစတဲ့ကျေးရွာများကိုလက်နက်ကြီးတွေနဲ့ရန်တမ်းပစ်ခတ်မှုများကိုလှုံ့ဆော်နေတဲ့အတွက်ပြည်သူများထိခိုက်ဒိတ်ဆုံးမှုတွေရှိခဲ့တယ်လို့သိရပါဗါး ဘုံမှုချုပ်အောင်အောင်ရဲ့မိသားစုများဟာနေပြည်တော်မှာနေထိုင်ပြီးတော့တမိနှစ်ဦးရှိတယ်လို့သိရပါဗျ။နေပြည်တော်ကိုသွားရင်လည်းစစ်ကားကိုမသုံးဘဲအရက်သားဖြစ်နေဟန်ဆောင်ပြီးတော့ light track နဲ့သာသွားလာနေတယ်လို့တက်တွင်းသတင်းရင်းမြစ်ကပြောဆိုထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့မြန်မာအကြံဖက်စစ်ကောင်စီလက်အောက်ခံမြန်မာစီးပွားရေး Corporation MEC နဲ့ရန်ကုန်စိတ်ကမ်းတက်တိဆောက်ရေးလှုပ်ဆောင်နေတဲ့ အဒါနီပို့ဆန် SCC လီမိတက်ကယင်းဒီမြုံနံမှုများကိုပြန်လည်ထုတ်ယူလိုက်တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။စစ်ကောင်စီနဲ့အတူစီးပွားရေးလှုံ့ဆော်ခဲ့တဲ့အဒါနီပို့ဆန် SCC လီမိတက်က၎င်းတို့ရဲ့ယင်းဒီမြုံနံမှုအစုစုကိုပြန်လည်ထုတ်ယူလိုက်ကြောင်းကိုနော်ဝေနိုင်ငံရဲ့အချုပ်အခြာဒဏ္ဍရန်မုံငွေဖြစ်တဲ့ Knox Bank ကမေလ15ရက်နေ့ကကြေညာခဲ့တယ်လို့သိရပါဗျ။အကြောင်းရင်းကတော့စီးပွားရေးလုပ်ငန်းတရအနေနဲ့ စစ်ပွဲသုံးမဟုတ်ပြိပကအခြေအနေအတွင်းမှာတတိပုဂ္ဂလအခွင့်အရေးများကိုစိုးစိုးရွားရွားချိုးဖောက်မှုများမှာပါဝင်ကူညီနေခြင်းကလက်ခံနိုင်ပွဲမရှိတဲ့အန္တရာယ်ဖြစ်တယ်လို့ North Bank ကကြေညာခဲ့ပါတယ်။အိန္ဒိယအဒါနီပုတ်စာစစ်တပ်စီးပွားရေးလုပ်ငန်းစုကြီးမြန်မာစီးပွားရေးကော်ပိုရေးရှင်းနဲ့အတူ ရန်ကုန်စိတ်ကမ်းကိုဖော်ဆောင်တဲ့ကုမ္ပဏီဖြစ်တယ်လို့သိရပါတယ်။ရန်ကုန်မြို့မှာတက်မတော်ပိုင်မြမစီးပွားရေးကော်ပိုရေးရှင်း MBC နဲ့ American Dollar တန်း290ယင်းနီမြုံနယ်နဲ့အလုံးအပြည့်ပြည့်ဆိုင်ရာစိတ်ကမ်းတစ်ခုကိုတည်ဆောက်ရေးပူးတွဲဆောင်ရွက်ခဲ့တယ်လို့သိရပါတယ်။ဒါပေမဲ့နိုင်ငံတကာရဲ့စီးပွားရေးဒဏ်ခတ်ပိတ်ဆို့မှုများကိုအကြီးအကျယ်ခံနေရတဲ့မြန်မာစစ်တပ်နဲ့အကျိုးတူယင်းနီမြုံနယ်ထားတဲ့စိတ်ကမ်းစီမံကိန်းကို မူရင်းဈေးထက်များစွာ short ပေါ့ကအမေရိကန်ဒေါ်လာတန်30နဲ့2023ခုနှစ်မေလအတွင်းမှာရောင်းချခဲ့ပြီးတော့မြန်မာနိုင်ငံကနေထွက်ခွာခဲ့တယ်လို့အိန္ဒိယအဒါနီ group company ကကြေညာခဲ့ပါတယ်။ဒါ့အပြင်နော်ဝေနိုင်ငံရဲ့အချုပ်အခြာဒဏ္ဍရန်မုံငွေအဖွဲ့ Knox Bank ကရုရှားနဲ့ Belarus နိုင်ငံများကိုစစ်ဘက်ဆိုင်ရာပစ္စည်းများရောင်းချရမှာပါဝင်ကူညီမှုကြောင့်တရုတ်စီးပွားရေးလုပ်ငန်းဝေချိုင်ကလည်းယင်းဒီမြုံနံမှုများကိုရုတ်သိမ်းခဲ့တယ်လို့ကြေညာခဲ့ပါတယ်။တရုတ်နိုင်ငံပိုင်လုပ်ငန်း Shandong Heavy Industry ဟာ Weichai ရဲ့မိခင် company ဖြစ်ပြီးတော့ Weichai ဟာမြန်မာစစ်ကောင်စီအုပ်စုရဲ့ truck ကားများအတွက် engine ဆက်များကိုရောင်းချရမှာလဲ Sino Truck နဲ့မိဖက်ဆောင်ရွက်ရမှာပါဝင်နေကြောင်းသတင်းရရှိပါတယ်ခင်ဗျာဆက်လက်ပြီးတင်ဆက်ပေးရမယ်တရင်ကတော့ရန်ကုန်တိုင်းကြီးမြင့်နိုင်မြို့နယ်မှာစစ်ကောင်စီခန့် စိတ်ကြီးဦးမြ90ရက်ွက်အုပ်ချုပ်ရေးမှုမျိုးလိုက်တဲ့အပေါင်းပါများကလူငယ်များအနေနဲ့စစ်မှုထမ်းရမှာဖြစ်ပြီးစစ်မှုမထမ်းခြင်းမှာကငွေကျပ်သိန်း30ပေးရမယ်ဆိုပြီးတော့ချင်းချောက်တောင်းခံနေတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ ကြည်မြင်နိုင်မျိုးနဲ့အနောက်ဘက်ကန်စိတ်ကြီးဦးမြ90ရက်ကွက်ကအုတ်ချုပ်ရဲမှုမျိုးလိုက်နဲ့အပေါင်းပါများကရက်ကွက်နေပြည်သူများကိုအတင်းအဓမ္မနီးနဲ့စစ်မှုထမ်းခိုင်းနေတယ်လို့သိရပါဗျ။ရက်ကွက်အတွင်းကလူငယ်များကိုမဲစနစ်နဲ့မဟုတ်ဘဲနဲ့၎င်းတို့နဲ့အဆင်မပြေတဲ့သူများကိုအ धिक ပြစ်မှတ်ထားပြီးတော့စစ်မှုထမ်းရန်ဖိအားပေးချင်းချောက်လျက်ရှိတယ်လို့သိရပါဗျ။စစ်မှုမထမ်းခြင်းပါကပတ်စံပေးရင်ရတယ်ဆိုပြီးတော့ငွေကျပ်သိန်း30ပေးရင်စစ်မှုမထမ်းရအောင်လို့ရွှေဆိုင်နိုင်အောင်လှုံ့ဆော်ပေးမယ်လို့ပြောပါဗျ။ထွက်ပြေးရင်လည်းလွတ်မြောက်မှာမဟုတ်ပဲ ထွက်ပြေးရင်တွေ့တဲ့နေရာမှာပြစ်တတ်မယ်လို့ချိန်ချောက်ပြောဆိုနေကြောင်းလည်းသိရပါတယ်စစ်မှုမထမ်းခြင်းငွေ330ပေးခိုင်းတယ်စစ်မှုမထမ်းမဲနဲ့ရှောင်ပြေးမယ်ဆိုရင်လည်းတွေ့တဲ့နေရာမှာပြစ်တတ်မယ်ဆိုပြီးတော့ချိန်ချောက်နေတယ်လို့ရက်ကွက်နေပြည်သူတို့ကပြောဆိုထားပါတယ်အလားတူပဲရန်ကုန်တိုင်းဒလားမြို့နယ်အနိုးချောင်ကြီးရွာကအုတ်ချုပ်ရေးမှုဝတ်တင်ကစစ်မှုမထမ်းခြင်းနဲ့လူငယ်များကိုတောက်လျှောက်ဆိုးသလိုငွေကြေးများကိုချိန်ချောက်တောင်းခံနေတယ်ဆိုတဲ့သတင်းကိုလည်းတင်ဆက်ပေးပါမယ်ဒလားအနိုးချောင်ကြီးရွာအုတ်ချုပ်ရေးမှုဝတ်တင်က မေလာတုန်းကစစ်မှုမထမ်းခြင်းလူငယ်တအူးကို၄သိန်းတောင်းခဲ့တယ်။အခုမေလာမှာလည်းလူငယ်တအူးကိုစစ်မှုမထမ်းခြင်းတသိန်း၂၀၀ပေးရမယ်ဆိုပြီးတော့ထတ်တောင်းတယ်။ပြည်သူတွေမှာလည်းတော်တော်ကိုဒုက္ခရောက်နေကြပါတယ်။ဘသူကမှလည်းတိုက်လို့မရတော့ချိတ်ခတ်နေရတယ်လို့ရက်ွက်နေပြည်သူတူကပြောဆိုထားပါတယ်။အလားတူပဲ ARD တိုင်းညောင်တုံးမြို့နယ်ကွန်တီပင်ကြေးရွာအုပ်စုအုပ်ချုပ်ရေးမှူးရဲနိုင်စိုးနဲ့အပေါင်းပါများကကွန်းချံတုံးမြောက်ကွန်းချံတုံးတောင်ဝင်းငယ်ကန်စုဝင်းငယ်အထက်စုမဲစိန်စုချောင်းသားစု ေါက်ကုန်းကြီးရွာကလူငယ်များကိုဖမ်းဆီးပြီးတော့စစ်မှုထမ်းအပတ်စဉ်2 3 4အတွက်ကြိုတင်ပြီးတော့စုဆောင်းနေတယ်လို့သိရပါဗျ။လူငယ်များကိုစစ်သားအဖြစ်နဲ့စုဆောင်းရမှာမဲမနိုင်ခိုင်းတော့ပဲနဲ့၎င်းတို့စိတ်တိုင်းကြရွေးချယ်ပြီးတော့ဖမ်းဆီးနေတယ်လို့သိရပါဗျ။စစ်မှုထမ်းမှုမဲစင်းပါတဲ့သူတွေရောမဲပေါက်တဲ့သူတွေကထွက်ပြေးမယ်ဆိုရင်ကြံတဲ့မိသားစုကိုပြဿနာရှာမယ်ပေါ့ထူးခြားတာကတော့သူတို့ရဲ့သားတွေတူတွေသူတို့ရဲ့မိတ်ဆွေတွေရဲ့သားတွေကိုတော့စစ်မှုထမ်းရမယ်စည်ရင်တဲ့ကနေပြီးတော့ဖျောက်ပေးထားတယ် ငွေပေးတဲ့သူတွေကိုလည်းစစ်မှုမထမ်းရအောင်လို့လုပ်ပေးတယ်။ကျန်တဲ့လူငယ်တွေကိုတော့ဖမ်းဆီးပြီးတော့လူတော်ကြိုဆုပ်နေကြတယ်လို့ဒေသခံပြည်သူတို့ကပြောဆိုထားပါတယ်။စစ်မှုထမ်းဖို့အတွက်လူငယ်များကိုဖမ်းဆီးရမှာကွန်းသီးပင်ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးရဲနိုင်စိုးနိုင်ဝင်းအောင်ကြည်ထောရွှေတိုးတို့ကအ धिक ဥဆောင်ပြီးတော့လှုပ်ဆောင်နေကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။အခုလိုမျိုးမြန်မာတနိုင်ငံလုံးမှာဖြစ်ပွားနေတဲ့စီရေးသတင်းနိုင်ငံရေးသတင်းများကိုအချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတွက် Revolut Burma News Channel ကနေပြီးတော့အထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာ